အတွင်းမှလည်းရက်တည်ပြီးတော့မေရအောင်တစုံတစ်ခုသောဆွလန်းဖို့ရအာယုံကိုလည်းမဆွလန်းနေရအောင်ဆင်ញံထားမယ်ရှုမှတ်ထားနိုင်မယ်ပွားများထားနိုင်မယ်ဆိုလို့ရှိရင်ဒုက္ခကပင်လုံးဝကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုရောက်သွားနိုင်တယ်လို့ဟောကြားတော်မူတဲ့သုတ်တန်ဒေသနာတော်အခုတရားနာပိတံများနဲ့အလွန်ကိုင်းကြီးတဲ့လျောတဲ့သုတ်တန်ဒေသနာတော်အခုတရားနာပိတံများဒုက္ခကပင်လောဘကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုရောက်လို့ကြတဲ့ပုဂ္ဂိုလ်ကြီးပဲ အလင်းမြန်ရောက်လို့ကြတဲ့ပုဂ္ဂိုလ်တွေကများပါတယ်။အဲဒါလိုအလင်းမြန်ဒုက္ခကပင်လုံးဝကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုရောက်ချင်ကြတယ်ဆိုလို့ရှိရင်ဒီသုဒ္ဓံဒေသနာတော်မှာလာတဲ့မိမိတို့ရဲ့စိတ်ဓာတ်ဝိညာဉ်ကိုအပြင်ကိုလည်းမထွက်နေရအောင်တွင်မှာလည်းရပ်တည်ပြီးတော့မနေရအောင်တစုံတစ်ခုသောဆွလန်းပေါ်ရအာယုံမှာလည်းမဆွလန်းနေရအောင်ချွတ်မှတ်ထားရမယ်ချွတ်မှတ်နိုင်ကြရမယ်ဆိုတဲ့အဓိပ္ပာယ် အဲ့ဒီတတုံလုံးရဲ့ညဆွာဘုရားဟောကြားခဲ့တဲ့ဒီတတုံလုံးရဲ့အဓိပ္ပာယ်ကိုကျူးစင်မာကြီးဆရာတော်ဘုရားကြီးကနောက်လာနောက်သားတွေမှတ်မိအောင်ဆောင်းဘုတ်စီထားခဲ့ပါတယ်အဲ့ဒီဆောင်းဘုတ်ကိုကျူးစွာတစ်ခါလောက်ပြန်ဆိုကြပါဦးလို့စိတ်ဓာဝိညာဉ်အပြင်းမထွက်အပြင်းမထွက်အတွင်းပဲလေအပြင်း ရလျက်မတီးဆွဲမီလိုကင်းဆွဲမီလိုကင်းသာလောင်ကင်းအောင်ဆုမဆောင်တော်နောင်နောင်ဖြီးရေအိုတိဘေးနဲ့ဝန်လေးစွာလားဒုက္ခကပင်ဒုက္ခ လုံးဝပြင်းသည်ဝိပင်ဥဒေမိကွန်းသည်ဝိပင်ဥဒေမိကွန်းသည်မြတ်စွာဘုရားဟောကြားတော်မူတဲ့အတိုင်းတတလုံးရဲ့အဓိပ္ပာယ်ကိုခြုံပြီးအောင်သူခင်မာကြီးဆရာတော်ဘုရားကြီးစီရခဲ့ဆောင်ဖို့မိတို့အစိတရဝိညာဉ်အပြင်ကိုလည်းမထွက်နေရအောင်အတွင်းမှာလည်းရတ္တိပြီးတော့နေရအောင်တတုံတခုသောဆွမ်းလန်းပေါ်ရအောင်လည်းမဆွမ်းလန်းနေရအောင်ချူမထန်းနိုင်ရမယ်ဆင်ញင်ဒါနိုင်ရမယ် ဝါမြာထနိုင်ကြမေလို့မြတ်စွာဘုရားဟောကြားပြီးတော့နေရာကထတော်မူသောအကြောင်းတော်ကိုဝင်သွားတယ်